အနောဇတိဝီအလောင်းလျာကအနိကဆုံးအကြောင်းတစ်ခုပြောရင်တော့သူရဲ့ရှေ့စုတော်လေးကကတ္တဗျာရှင်လက်ထက် ကပဲသူတို့မိတ်ဆွေတွေစုပေါင်းပြီးတော့ကြောင်းတစ်ကြောင်းဆောက်လို့လူတန်းခဲ့ပါတယ်အဲဒီကြောင်းရည်စက်ချအဖွဲမှာအနောဇပန်းတွေကိုသူကလင်မန်းကြီးနဲ့အပြစ်ထက်အနောဇပန်းဆိုတာကတော့လိပ်ဆူးရွှေပန်းဆိုပြီးရှေ့ရှေ့တော်ကြီးများကဒီလိုဘာသာပြန်ထားပါတယ်လိပ်ဆူးရွှေဆိုတာကဆူးရှိတဲ့စီးကောင်းတယ်ဆိုတဲ့ဆေးပင်တစ်မျိုးပဲသူရဲ့အပွင့်က ရက်ဥအယောင်နဲ့တော့မဟုတ်နတာအယောင်နဲ့နည်းနည်းဆင်းသလိုလိုတော့ရှိတယ်ဒါပြင်းနဲ့အတော်တော်လေးလှတဲ့ပန်းတစ်မျိုးပါဝါတယ်လို့လည်းမပြောနိုင်ဘူးနီးတယ်လို့လည်းမပြောနိုင်ဘူးဖြူတယ်လို့လည်းမပြောနိုင်ဘူးသူကအယောင်ရောထွေးနေတဲ့ပန်းတစ်မျိုးပဲဒီအနောဇာပန်းကိုသူကတော်တော်လေးချင့်မြတ်နိုးပုံရတယ်အဲ့ဒီအနောဇာပန်းတွေကိုလင်မကြီးတဲ့အပြစ်တဲ့အပေါ်မှာတငန်းတဲ့ဆိုတင်ပြီးတော့ကတ္တပမြတ်စွာဘုရားခြေတော်ရင်းကိုချပြီးတော့သူကဘာစုတောင်းကလေးအရှင်ဘုရား ဖြစ်လျာဌာနဖြစ်လျာဌာနဘုံဘွားမှာဘယ်ဘွားမှာမဆိုတပည့်တော်ရဲ့ခန္ဓာကိုယ်အတ္တအယိအယောင်အဆင်းတိနောဇာပန်အဆင်းနဲ့တူတဲ့အဆင်းရှိတဲ့ပုဂ္ဂိုလ်သာဖြစ်ရပါလို့ဤသိတဲ့ဆန်းကျင်မှုတစ်မျိုးနောက်တစ်ခုနာမည်ကလည်းအနောဇာရှိတဲ့အမျိုးသမီးသာဖြစ်ရပါလို့ဤဒီစုတောင်းတယ်တို့တောင်းနေဆိုမပြေဘူးလားဆိုတော့ပြေပါလူပြင်းနဲ့ပြင်းကျင်လေးတဲ့အချိန်ကနောက်ဆုံးဘုရားရောက်လာပြီ အနောဇာဒေဝီဆိုပြီးတော့မိဖုရားတောင်းလာဖြစ်ပါတယ်ဒီအနောဇာဒေဝီဆိုတဲ့အမည်နဲ့လာဖြစ်ပြီးဥစ္စလိုမြတ်စွာဘုရားသာသနာတော်မှာလာပြီးကျွတ်တန်းဝင်ပါတယ်သူရဲ့အသားအယောင်အရေးအဆင်းကသူစုတောင်းပန်းထွာခဲ့သည့်အတိုင်းအနောဇာပန်းအဆင်းနဲ့တူတဲ့အမျိုးသမီးဖြစ်နေနာမည်ကလည်းအနောဇာပဲအမည်ရှိခဲ့ပါတယ်ရှင်မင်းမိဖုရားတောင်းပဲလာဖြစ်ပါတယ်ဒီတော့ဒီနေရာမှာအနောဇာပန်းအဆင်းနဲ့တူတဲ့အမျိုးသမီးလို့အတိမှန်နေတဲ့သဘောလေးကပါလဲအဝိဇ္ဇာ အဲ့ဒီအမျိုးသမီးဘဝကိုတွေ့တတ်တတ်တဲ့သဘောကတဏ္ဏစိတ်ကပြည့်စွမ်းနေတဲ့သဘောကဥပါဒံဒီအဝိဇ္ဇာတဏ္ဏဥပါဒံခြံရံပြီးတော့ကြောင်းလှူဒန်းခြင်းတန်ငန်းလှူဒန်းခြင်းအနောဇာပန်လှူဒန်းခြင်းဆိုတဲ့ကုသိုလ်စေရနာသင်္ခါရတွေကိုပြုစုပြုထောင်လိုက်တယ်ဒီသင်္ခါရတရားတွေကအနိစ္စတရားတွေဖြစ်ခြင်းကြောင့်ချုပ်ပြတ်သွားတယ်ချုပ်ပြတ်သွားပြီမဲ့လို့နောက်တစ်ချိန်သူမျှော်လင့်တောင်းတနေတဲ့အနောဇာပန်အစဉ်နဲ့တူတဲ့အနောဇာအမြင်ရှိတဲ့အမျိုးသမီးဖြစ်ဖို့ရန် စွမ်းအင်ကမ္မတတ္တိလေးကိုယုံနာအစီမှာမြှုပ်နှံပြီးမှချုပ်ပြတ်သွားတယ်။အဲ့ဒီတတ္တိလေးကဘာလဲ။ကံပဲ။ပေါင်းလိုက်တော့အဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကံအကြောင်းတရား၅ကိုစုံကြည်သွားတယ်။အကြောင်းတရား၅ကိုစုံကြည်သွားတဲ့အတွက်တစ်ချိန်ဒီကံကအကျိုးပေးဖို့ရန်အခါခွင့်တက်လာတဲ့အခါသူမျောလင့်တောင့်တတဲ့အတိုင်းလာပြီးအကျိုးမပေးဘူးလား။ပေးတယ်။သူရေးဆွဲလိုက်တဲ့ပကြီးကားတဲ့ချက်သူစိတ်တိမ်ကြဖြစ်ပေါ်မလာဘူးလား။ဖြစ်ပေါ်လာတယ်။